ားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါတယ် ဖခင်ရဲ့အကွယ်ကာမစမှုရိပ်အောင်မှာအာလုံးလေးကောင်းကျမ်းမာနိုင်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်။မနေ့ကင်းတိုင်းမှာဖခင်ကိုချက်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားအရောက်စီတိုင်းကို ထောက်ရပြားကောင်းကြီးပေးဖို့၊ကွယ်ကာဆောင်မဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ဖြာနာနေတဲ့သူတွေ၊စေယုံစိတ်ခန့်တွေမှာရောက်နေတဲ့သူတွေ၊ဘဝအတ္တထဲမှာအခက်အခဲပြဿနာမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ူတွေကိုလည်းဘုရားသခင်ကအလေအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆုတောင်းမြတ်တာပို့တာပါတယ်။ရှာလောမအားလုံးပေါ်မှာခြောက်ရဘုရားထာမလာတော်ညီတဲ့ခြင်းသက်ရောက်ပါစီ။ဘုရားသခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ16ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူတော်ဘုရားသခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ဘုရားသခင်ရဲ့ကြီးစုတော်တသက်ကြောင်းနေ့ရက်တွေတည့်ရက်ပြီးတည့်ရက်တစ်ချိန်ပြီးတစ်ချိန်ဖြ က်သက်အသက်ရှင်သန်ခွင့်ရရှိပါれ။ဂျေဇုတော်မနဲ့ခင်ဖြစ်တယ်။ဒီနေ့မနဲ့မှာကျွန်တော်တို့အတူတကွအစဉ်ချင်းခွားယူရမယ့်ကြံပိုက်ကတော့34ချိန်မြောက်တော့ဆာလံပိုက်ငယ်10ကနေ30အထိဖြစ်ပါれ။သောရပြာသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆမ်း၍သိမှတ်ကြလောကိုတော်ကိုခိုလုံတော်သူသည်မင်္ဂလာရှိ၏သောရပြာ၏တန်ရှင်းသူတို့သောရပြာကိုကြောက်ရွံ့ကြလောကြောက်ရွံ့တော်သူတို့၌ဆင်းရဲခြင်းမရှိရာ ချင်းသိတို့သည်ဆင်းရဲ၍ငတ်မှုခြင်းကိုခံရတော်လဲထာဝရဘုရားကိုရှာတော်သူတို့၌ကောင်းသောအရာတစုံတစ်ခုမျှမလိုရ။ကြံပိုက်အဖြစ်ဘုရားခင်အထူးကောင်းကြီးပေးပါစေ။ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမြည်ဆမ်း၍တည်မှတ်ကြလော့လို့ကျမ်းစာကပြောပါတယ်။ဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကိုနေ့ရက်စဉ်တိုင်းမှာမြည်ဆမ်းခွင့်ရှိတယ်။ဘုရားခင်ရဲ့ကောင်းမြတ်ခြင်းကိုခံစားရတဲ့အခါဘုရားရဲ့ကရုဏာဘုရားရဲ့ကြည်စုပြုခြင်းကြည်စုတော်ကိုခံစားရတဲ့အခါမှာ ်ဂျေဇူးတင်သက်တဲ့နှလုံးသားတစ်စုံနဲ့ဖခင်ကိုချီးမွမ်းဖို့ဖခင်ကိုကိုးကွယ်ဖို့ဖခင်ရဲ့မျက်မှောက်တော်ကိုပြန်ပြီးလှည့်လာဖို့ဖြစ်ပါတယ်ရှင်လုကာခရစ်ဝင်ခန်းကြီးဆက်ခွန်ပိုင်ငယ်ဆက်ခွန်မှာယေရှုကလည်းတကြိတ်တော်သူတို့သည်တန်ရှင်ခြင်းသို့ရောက်ကြသည်မဟုတ်လောကိုးရောက်တော်သူတို့သည်အပေမှာရှိကြသည်နီဤတပါးမျိုးသားကိုထား၍ဖခင်ကိုဂုံတော်ကိုချီးမွမ်းခြင်းက ပြန်လာတော့သူတိောက်မြမရှိတလို့ဟုမေးတော်မူပြီးမှနူနာဆွဲတဲ့လူဆယ်ယောက်နဲ့သခင်ယေရှုခရစ်တော်တွေ့ဆုံခဲ့တယ်။ရှမာရိပြည်ကိုဖြတ်ပြီးတော့မှသခင်ယေရှုခရစ်တော်ကဂျေရုရှလင်မြို့ကိုသွားတဲ့လမ်းမှာနူနာဆွဲတဲ့လူတစ်ကြိမ်ကသခင်ယေရှုခရစ်တော်ကိုခီးဥစိုပြုတ်ပြီးတော့မှအဝေးကနေဟစ်အော်ခဲ့တယ်။သခင်ယေရှုကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုဟစ်ကြော်ကြ၏ယေရှုသည်မြင်တော်မူလျင်သင်တို့သည်ယေဘုဟိထံသို့တွား၍ ကိုကိုပြလောဟုမိန်တော်မူဒီတိုင်းသူတို့ဒီတွားစဉ်တွင်တန်ရှင်းခြင်းတို့ရောက်ကြ၏တခင်ယေရှုခရစ်တော်ကသွားပါယေပရောဟိတ်ကိုကိုကိုသွားပြပါလို့ပြောတဲ့အခါမှာချက်ချင်းကြီးတော့သူတို့ကြမ်းမာခြင်းမရရှိသေးဘူးတွားစဉ်တွင်လို့ပြောပါတယ်ယုံကြည်ခြင်းနဲ့စပြီးခြေလန်းလန်းရတာဖြစ်ပါတယ် ဖခင်ကနေ့ရက်စင်တိုင်းမှာတည့်ရဲ့ယုံကြည်ခြင်းကိုတောင်းဆိုနေသလိုယုံကြည်ခြင်းနဲ့လမ်းလာမဲ့တည့်ရဲ့ခြေလမ်းတွေကိုဖခင်ကစောင့်မျှော်နေတာဖြစ်ပါတယ်။ဖခင်ကစိတ်ဝင်စားသောအရာဖြစ်တယ်။လမ်းခွလတ်မှာသွားစဉ်ပင်သူတို့ဟာတန်ရှင်းခြင်းကိုရောက်တယ်လို့ပြောပါတယ်။ဆယ်ယောက်စလုံးကျမ်းမာသွားတယ်။ဆယ်ယောက်စလုံးလူနာဆွဲခြင်းကနေလွတ်မြောက်သွားကြတယ်။ဘလောက်တောင်ပျော်ရွှင်စရာကောင်းသလဲ။လူတွေရဲ့စွန့်ပစ်ခြင်း၊သီးသန့်ဖယ်ခြင်းခံရတဲ့ လူအတိုင်းဝိုင်းရဲ့အပြင်ဘက်မှာနေနေရတဲ့လူနာဆွဲနေတဲ့သူတွေရဲ့ဘဝကိုမိษွေသင်ကကိုချင်းစာနိုင်မယ်လို့ယုံကြည်ပြောလင့်ပါတယ်။လူအုပ်ကြီးရှေ့ကိုသူတို့ကသွားခွင့်မရှိသလိုသူတို့ဖြတ်လာတဲ့အချိန်တိုင်းမှာသူတို့နှုတ်ကနေဝန်ခံရတဲ့အရာက မတန်ရှင်းဘူးမတန်ရှင်းသောသူဖြစ်တယ်။ဘေးဖယ်ကြပါဒီလိုအော်ဟစ်ပြီးတော့သူတို့သွားရတာဖြစ်ပါတယ်။သခင်ယေရှုခရစ်တော်နဲ့သူတို့တွေ့ဆုံခြင်းကဖျားခင်ရဲ့ကောင်းမြတ်ခြင်းကိုမြည်ဆန်းကြည့်ဖို့မြည်ဆန်းရဖို့ ချက်တယ်။သူတို့မှာမိသားစုတွေရှိမယ်ဆိုရင်ဘလောက်တောင်ပျော်ရွှင်ကြမလဲ။အဲဒီလူတစ်ကြိမ်တည်းကတယောက်တော်သူကသခင်ခြေတော်ရင်းကိုပြန်ရောက်လာခဲ့တယ်။ထိုသူတို့တွင်တယောက်တော်သူဒီအနာယောဂကိလွတ်ဒီကိုမြင်လျင်ပြန်လာ၍ကြီးသောအသံနှင့်ဖျားရခင်၏ဂုံတော်ကိုချီးမွမ်းလေ၏။ခြေတော်ရင်း၌ပြတ်ဝှက်၍ဂျေဇုတော်ကြီးလာပါသည်ဟုဝန်ခံလေ၏။ ထိုသူသည်ရှမာရိလူဖြစ်သည်တခင်ယေရှုခရစ်တော်ကမေးနေပါတယ်ကြံတဲ့၉ယောက်ကပင်ပါလေဂျေဇုတင်သက်တဲ့နှလုံးသားတစုံကိုဘုရားခင်နှစ်တက်တယ်ဘုရားခင်တန်ဖိုးထားတယ်ဒါကြောင့်ဘဝအတ္တတာထဲမှာဘုရားခင်ရဲ့ကောင်းမြတ်ခြင်းတွေကိုမြည်ဆန်းသိရှိပြီးပြီဆိုရင်တိတ်တဆိတ်နေလိုက်ဖို့အတွက်မဟုတ်ဘူးဘုရားကိုချီးမွမ်းခြင်းနဲ့ဂျေဇုတင်တဲ့နှလုံးသားတစုံနဲ့ဘုရားခင်နောက်ကိုလိုက်ဖို့ဖြစ်တယ်သောရပြိုက်တန်ရှင်းသူတို့သောရပြားကိုကြောက်ရွံ့ကြလို့ကြောက်ရွံ့တော့သူတို့၌ဆင်းရဲခြင်းမရှိရ ကျင့်တေတို့ဒီစင်းရဲ၍ငတ်မှုခြင်းကိုခံရတော်လဲသာရဘုရားကိုရှာတော်သူတို့၌ကောင်းတော်အရာတစုံတစ်ခုမြတ်မလို့ရား ရှင်သိတွေကတောဘရင်ဖြစ်တယ်။တောဘရင်တွေဖြစ်တဲ့ရှင်သိတွေငတ်မွတ်ဆင်းရဲခြင်းရောက်ရင်တောင်မှဘုရားခင်ကိုကြောက်ရွံ့ယိုသိခြင်းနဲ့အသက်ရှင်တဲ့မိษွေရဲ့ဘဝအတ္တထဲမှာဆင်းရဲခြင်းမရှိရာဘုရားတာဝန်ယူထားတယ်။နေ့စဉ်လုံလောက်တဲ့စားစရာကိုဘုရားပြင်ဆင်ပေးမယ်။ဘုရားခင်ရဲ့ကြွယ်ကခြင်းနဲ့မှသင်ကလုံခြုံစွာရှင်သန်ခွင့်ရမယ်။ခဲရင်တဲ့ကာလမှာပင်လင်ဘုရားကသင်ကိုမျက်နာမပြတ်စေဘဲဝလင်စွာကြွေးမွေးထောက်ပံ့မယ်။ ဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်အထူးကောင်းချီးပေးပါစေ

天。